စဲနိုင်25လောက်သွားပြန်ပြီနော်ဒုံးကနေနေရပဲဒုံးဆိုပြီးတချက်တည်းပဲမန္တလေးကိုဗဟုပြု၍ပြင်းအား၄.၃အဆင့်ရှိနလင်လှုပ်ခတ်မှုပြည်သူများအထိတ်တလန့်ဖြစ် မတ်လ28ရက်နေ့သခိုင်းငလင်ကြီးအပီးတလားပြည့်ချိန်နောက်ဆက်တွဲငလင်များလှုပ်နေစေမန္တလေးမြို့ကိုဗဟုပြု၍အင်အားအသင့်တင့်ရှိသောငလင်လှုပ်ခတ်မှုပြည်သူများအထိတ်တလန့်ဖြစ်ရကြောင်းအန်ယူဂျီထုတ်ပြန်ချက်နှင့်ဒေသပြည်သူများ၏ပြောကြားချက်အရသိရှိရသည်ယနေ့ဧပြီလ29ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်ခန့် မန္တလေးတိုင်းမန္တလေးမြို့အနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟုပြု၍ရစ်တာစကေး၄ဒသမလေးအဆင့်နှင့်အင်အားအတင်းအတင်းရှိသည့်မြင်းငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းအန်ယူဂျီကသတင်းထုတ်ပြန်သည့်ယနေ့ည10နာရီ25မိနစ်အချိန် မန္တလေးစကိုင်းနှင့်ပြင်ဦးရင်တို့တွင်တိတာသောငလင်လှုပ်ခတ်မှုထပ်ဖြစ်၍ပြည်သူများအထိတ်တလန့်ဖြစ်ကြကြောင်းမန္တလေးမြို့ပေါ်မှပြည်သူတို့ချို့မှနေထိုင်ရာအိမ်များမှလမ်းမပေါ်သို့ဆင်းပြေးကြကြောင်းသိရှိရသည် မနက်ဖြန်ငလင်ကြီးလှုပ်တာတလားပြည့်မယ်လို့တွေးနေတော့ပဲရှိသေးတယ်။အတန်ကြီးနဲ့ငလင်လှုပ်တဲ့နှစ်ချက်တိတိရင်ထိုးသွားတာဒီညတော့လမ်းပေါ်မှာပဲအိတ်လိုက်တော့မယ်ဟုမန္တလေးမဟာအောင်မြေမြို့နယ်မှပြည်သူတအူးကဆိုသည်အလားတူစကိုင်းနဲ့ပြင်ဦးတွင်တို့တွင်လည်း ယနေ့ည10:25မိနစ်အချိန်ငလင်းတိတိတသာလှုပ်ခတ်သွားသည်ဟုဒေတာပြည်သူများက ဆိုကြသည်2025ခုနှစ်ဧပြီလ28ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်ခန့်တွင်မန္တလေးတိုင်းမန္တလေးမြို့အနီးမြေအောင်အနက်10ကီလိုမီတာကိုဗဟိုပြု၍ Richter scale 0.4အဆင့်နှင့်အင်အားအသင့်တင်ရှိသည့်ညီငလင်းတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသည် မလ28ရက်နေ့ပြင်အားခွန်နှစ်တသမခွန်နှစ်အဆင့်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်ချိန်မှစတင်ပြီးတလားပြည့်သည့်အထိနောက်ဆက်တွဲငလင်ပေါင်း150ခွန်နှစ်ကျင်းလှုပ်ခတ်ခဲ့ပြီးဖြစ်သည်